တောင်အမေရိကရဲ့နာမည်ကျော်ဘောလုံးသမားနှစ်ယောက်နှစ်ယောက်စလုံးကဥရောပရဲ့ထိပ်တန်းသင်းတွေမှာအောင်မြင်ခဲ့ကြသူတွေပါဒါပေမဲ့ဥရောပမြေကိုဆုံးခွာပြီးအသီးသီးအိမ်ပြန်လာကြတဲ့အခါသူတို့နှစ်ယောက်ရဲ့လာရာကမိုးနဲ့မြေလိုပွာချနေပါတယ်အာဂျင်နီယာကျေပွဲဒီမာရီယာကငယ်ဘဝကလပ်ရိုဆာရီယိုကိုပြန်လာပြီးအောင်ပွဲခံနေချိန်မှာရာဇီကျေပွဲနေမာရဲ့အိမ်ပြန်လန်းကတော့ရေယာမှုတွေဝေဖန်မှုတွေနဲ့ပြင်းထန်နေပါတယ်ဒီနေ့မှာတော့ အိမ်ပြန်ခီးတဲ့နှုတ်ရဲ့စံကြပ်ပတ်လာရတွေအကြောင်းသုံးသပ်တင်ဆက်ပေးကြပါမယ်။2025နှစ်စာမှာငယ်ဘဝကလပ်ဆန်တိုစ်ကိုနေမာရောက်လာတော့ကပရိသတ်တွေကသူ့ကိုကယ်တင်ရှင်တူးလို့မျှော်လင့်ခဲ့ကြတာပါ။တန်းတက်အသင်းသင်းဖြစ်တဲ့ဆန်တိုစ်အတွက်နေမာရောက်လာတာကမှတ်ပြီးချန်ပီယံဆုကိုပါဆင်ခွန်နိုင်မယ်လို့ထင်မှတ်ခဲ့ကြတာပါ။ဒါပေမဲ့ဆန်တိုစ်ဟာချန်ပီယံဆုကိုဆင်ခွန်နိုင်မှုဝေးလို့ တမ်းမဆင့်ရဖို့တော့မသေးချတဲ့အနေအထားကိုရောက်နေသလိုနေမှာကိုတိုင်းလဲပုံမှန်ပွဲထွက်ခွင့်နဲ့ပွဲချိန်ပြည့်ကစားရဖို့ရုန်းကန်နေရပါတယ်ဒီလိုခြေနေမျိုးနဲ့2026ကမ္ဘာဖလားမှာဘရာဇီးနဲ့တူနေမှာကစားခွင့်ရဖို့ဆိုတာဖြစ်နိုင်ခြေနည်းလို့နေပါတယ်အခုလိုနေမှာရဲ့အိမ်ပြန်လန်းကခက်ခဲကြံတန်းနေပေမဲ့ဒီမာရီယာကတော့မွေးရမြေအာဂျင်တီးနားမှာအားအသင့်စရာတွေလုပ်ပြနေသေးပါဒီမာရီယာဟာဥရောပမှာ 18နှစ်ကြာကျင်လည်ခဲ့ပြီးတဲ့နောက်ပြီးခဲ့တဲ့ဇူလိုင်လမှာငယ်ဘဝကလပ်ရိုဆာရီယိုကို ပြန်လာခဲ့ပါတယ်။သူ့ရဲ့18နှစ်ကြာဘူယိုပါခီးမှာမောင်မြင်ခဲ့တာဆိုလို့ မန်ယူနဲ့အချိန်ခဏကိုပဲပြောစရာရှိပြီးတန်သိန်းတွေနဲ့အောင်မြင်မှုတွေအများကြီးရခဲ့သူပါ။38နှစ်ရှိပြီဆိုပေမဲ့ဒီမာရီယာဟာရိုဆာရီယိုမှာရေးပါတဲ့ကစားသမားဖြစ်နေပြီးသူ့ရဲ့ဦးဆောင်မှုနဲ့အတူရိုဆာရီယိုဟာလည်းအာဂျင်တီးနားလီမှာ ချန်ပီယံဖြစ်ဖို့တောင်ဒီပန်းစားနေပါဗျ။ဘူဂါဂျူနီယာနဲ့ပွဲမှာနောက်ကန်ပေါ်ကနေလိုက်ရိုက်သွင်းခဲ့တဲ့ဂိုးပါဝင်ရိုဆာရီယိုအတွက်ခုနကိုသွင်းယူပေးထားတဲ့ဒီမာရီယာဟာဘိုးသွင်းပြင်ဆင်မှာဒုတိယနေရာမှာရှိနေသလိုဂိုးဖန်တီးမှုလည်း၃ချိန်ပြုလုပ်ထားတာပါ။ခုလိုဒီမာရီယာရဲ့ခြေစွမ်းကြောင့်အာဂျင်တီးနားနီးပြစကာလိုနီကတော့သူ့ကိုဆက်ကစားစေခြင်းမမဲ့ဘူကတော့လေဝိစင်အသင်းကအနာယူဖို့ကိုပဲဆုံးဖြတ်ခဲ့ပါဗျ။ ရိုဆာရီယိုကိုရောက်လာတော့လေကျောင်းနံပါတ်10ပေးဖို့မတောင်းဆိုပဲကျောင်းနံပါတ်17နဲ့ပဲကစားခဲ့သလိုသင်းကလူငယ်တွေကိုအကောင်းဆုံးတွဲခေါ်ကစားနိုင်ခဲ့ပါတယ်အခုလိုဒီမာရီယာရဲ့အင်ပြန်ခီချောမွေ့နေတယ်ဆိုတာကသူ့ရဲ့နှိမ်ချတတ်တဲ့စိတ်ဓာတ်နဲ့ professional ပီတာရာတွေကအရေးပါပါတယ်ဒါရကင်းအောင်ကြံ့ခိုင်မှုအပိုင်းကို view site သလိုဆံပြကောင်းသောတူးအနေနဲ့ဒင်းဖော်တွေကိုဥဆောင်နိုင်သူလည်းဖြစ်တာမို့ ဒီမာရီယာဟာသူနဲ့ထိုက်တန်တဲ့လေးစားမှုကိုပရိသတ်တွေစီကရောတင်းစီကပါရထားပါတယ်။အိမ်ပြန်လာပုံချင်းတူပေမဲ့ဒီမာရီယာရဲ့ဆန့်ကျင်ဘက်လာရကိုတွားနေတဲ့နေမာကတော့33နှစ်အရွယ်မှာတည်းအစားမဘွားကနားရတော့မလားလို့ခံမနေကြပါဘူး။အရင်လိုခြေစွမ်းမျိုးရဖို့အသာထားလို့ကြက်ခိုင်မှုကိုအလေးမထားလို့ဒဏ်ရာမကြာခဏရနေတာကြောင့်ပုံမှန်ကစားရဖို့တော့မသေးချတဲ့အနေထားပါ။ ိုဆိုတာကလူစားလဲခံရလို့မိပြနေပါမကြေလည်မှုတွေဖြစ်သေးတာကြောင့်အချိန်တုန်းကရခဲ့ဘူးတဲ့လေးစားမှုတွေလည်းမရတော့ပါဘူးဒီမာရီယာနဲ့နေမှာဟာ professional ပိသမှုဆရာဆက်တမ်းမှုအပိုင်းနေမှာ level မတူတဲ့အတွက်သူတို့ရဲ့ဥတီချက်လာရတွေလည်းဒူမှာမဟုတ်ပါဘူးနေမှာနေနဲ့2026ကဘာဖလားကစားခြင်းနဲ့ဆိုရင်တော့ဒီမာရီယာကိုအတူယူပြီးသူ့ရဲ့ကြံ့ခိုင်မှုနဲ့ခြေစွမ်းတိုးတက်မှုပေါ်အမြန်ဆုံးအာရုံစိုက်နိုင်ဖို့လိုပါလိမ့်မယ် ဆန့်ကျင်ဘက်လာရမှာရှိနေတဲ့အိမ်ပြန်ခီးတဲ့နှစ်ယောက်နဲ့ပတ်သက်လို့မိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာပြောခဲ့ပေးပါဦးဒီဗီဒီယိုလေးကိုကြိုက်နဲ့တက်တဲ့ဆိုရင် like ပေးခဲ့ဖို့နဲ့ channel ကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ဒီမာရီယာရဲ့ဥယောပခီးအကြောင်းကြည့်ရှုခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးမှာပါကြည့်နိုင်ပါတယ်အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြမယ်နော်